အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာလူတွေဘာကြောင့်ချမ်းသာရတာလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာချမ်းသာတဲ့သူနဲ့ဆင်းရဲတဲ့သူဘာကွာလဲဆိုရင် သူတို့ရဲ့အလေးချင်းတွေအပြုမှုတွေအချိန်ကိုအတုံးချမှုတွေစသဖြင့်များစွာကွဲပြားနေကြပါတယ်အထူးသဖြင့်ချမ်းသာတဲ့သူတွေမှာတွေ့ရတတ်တဲ့အလေးချင်းကောင်း၅မျိုးကိုဖော်ပြပေးလိုက်ပါမယ်နံပါတ်1ရေရှည်အတွက်စီမံကိန်းဆွဲခြင်း ဘဝမှာချမ်းသာတဲ့သူတွေကအချိန်တိုအတွက်အကျိုးမြတ်ထက်အနာဂတ်အတွက်ရည်ရှိတည်တတ်မဲ့အခွင့်အလမ်းတွေကိုပိုပြီးဦးစားပေးရွေးချယ်လေးရှိပါတယ်။ဥပမာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ပညာရေးလုပ်ငန်းတွေ၊ကျန်းမာရေးလုပ်ငန်းတွေနဲ့လူမှုဆက်ဆံရေးတွေကိုများစွာအလေးထားပြီးဆောင်ရွက်တတ်ကြပါတယ်။နံပါတ်1ငွေကိုထိန်းချုပ်တတ်ခြင်း ချမ်းသာတဲ့သူတို့ဟာငွေကိုအလားတူဖြုံတီးပဲဘတ်ဂျက်သတ်မှတ်ပြီးငွေကြေးစီမံခန့်ခွဲမှုကိုကောင်းကောင်းလုပ်တတ်ကြပါတယ်။ဝင်ငွေထက်သုံးဆွဲမှုနည်းအောင်ထိန်းညှိပြီးကြံငွေကိုပြန်လည်ရင်းနှီးမြှုပ်နှံကာနောက်ထပ်ဝင်ငွေလမ်းကြောင်းအသစ်တစ်ခုကိုဖန်တီးကြပါတယ်။နံပါတ်3စဖတ်ခြင်းနဲ့တင်ယူမှုကိုအလေးထားပြုခြင်း ဘဝမှာချမ်းသာသူအများစုဟာနေ့စဉ်စာဖတ်တဲ့အလေးချင်းရှိပြီးကိုယ်အလုံးနဲ့ပဲနဲ့ဘဝတိုးတက်ရေးအတွက်အချိန်ပေးတင်ယူလေးရှိပါတယ်ဥပမာစီးပွားရေးအကြောင်းတွေနည်းပညာတွေနဲ့ကမ္ဘာအခြေအနေတွေကိုလေ့လာကြပါတယ်နံပါတ်၄အကောင့်မြင့်စိတ်နဲ့လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားခြင်းသူတို့ဟာအခက်အခဲတွေကိုအခွင့်အလမ်းအဖြစ်မြင်တတ်ပြီးအောင်မြင်မှုအတွက်လိုအပ်တဲ့စွဲလုံးလဝီရိယနဲ့စီကံတွေရှိကြပါတယ်ပြီးတော့သူတို့ရဲ့အချိန်ကိုထိထိရောက်ရောက်အသုံးချပြီးဥတီချက်ရှိရှိအလုပ်လုပ်တတ်ကြပါတယ် ။နံပါတ်5လူမှုဆက်ဆံရေးကောင်းမွန်ခြင်းချမ်းသာတဲ့သူတွေဟာဆက်ဆံရေးကွန်ရက်ကိုအရေးကြီးတဲ့အရင်းအမြစ်တစ်ခုအဖြစ်မြင်ပြီးအကျိုးရှိမဲ့သူတွေနဲ့မိဖွဲ့လေးရှိပါတယ်။သူတို့ဟာလူတွေရဲ့ယုံကြည်မှုပွင့်လင်းမြင်သာမှုနဲ့အပြန်အလှန်လေးစားမှုတွေကိုတန်ဖိုးထားကြပါတယ်။ဒီအလေးအကျင့်တွေဟာငွေကြေးတစ်ခုလည်းအတွက်မဟုတ်ပဲဘဝတစ်ခုလုံးရဲ့အောင်မြင်မှုအတွက်အထောက်အကူဖြစ်စေပါတယ်။ဒါကြောင့်ကိုကိုယ်တိုင်လည်းဒီအလေးအကျင့်တွေကိုမွေးမြူပြီးအောင်မြင်မှုကိုတည်ဆောက်နိုင်ပါတယ်။ အခုဆိုရင်ဘဝမှာချမ်းသာတဲ့သူတွေရဲ့အလေးအကျင့်ကောင်းတွေကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။